မင်္ဂလာပါရှင် ကျွန်မကတော့ခိုင်မြတာရဲ့ founder ဒုဂေတီအောင်ဖြစ်ပါတယ်ဒီနေ့ကျွန်မတို့ရောက်ရှိနေတဲ့ယွာကတော့ကေလာယွာဖြစ်ပါတယ်ကေလာယွာရဲ့မြကေလာဘုံကြီးတောင်းမှာရှိတယ်ကျွန်မတို့ဒီကဒီစင်တာလေးမှာအဲကျွန်မတို့ဒီနေ့ယွာသူယွာသားတွေကိုစေးလာခုပေးတာပါနောက်ပြီးတော့ခါကျတော့ကိုဝင်ဆောင်တွေကိုကျွန်မတို့ဒီအဲဒီဒီဒီကိုဝင်နဲ့ပတ်သက်ပြီးတော့အသိပညာပေးတယ်နောက်ခုနတားဆက်ချခြင်းနဲ့အသိပညာပေးခြင်းတွေလာပြီးပြောကြတာပါ အဲပြီးတဲ့အခါကျမတို့တွေဒီဒီကိုဗစ်ဆောင်ခြင်းမှာရှောက်ရဲဆောင်ရဲနေကျမတို့ပြောကြားပေးတာပါအဲပြီးတော့ဒီမှာရှိနေတဲ့ရွာသူရွာသားတွေရာယောဂဝိညာဉ်ခန်းစားနေတဲ့လူတွေကိုကျမတို့စေကွာကုသပေးတာပါရှင်အဲကျမတို့ခုလိုပေါ့နော်ကျေးရွာအရောက်ဟိုခကြီးပေါ့အစီအစဉ်နဲ့ရွာသူရွာသားတွေမှာခန်းစားနေရတဲ့နောက်ခုနရေရေမတက်တဲ့အခါမှာယာနာဖြစ်တာတွေနောက်ကလေးတွေမှာပေါ့အာဟာရနည်းတာတွေဒါတွေကိုကျမတို့လာပြီးတော့ကုသပေးခြင်းဖြစ်ပါတယ်ကျမနာမည်တိုင်မြင်ပါရှင်ခင်ရသား စေကူတာရအခမဲ့ကူတာရရှင်ကျေးဇူးတင်ပါတယ်ရှင်။နောက်ယောဂဝိညာဉ်ခန်းစားနေတဲ့ဥနာတော်ကမက်နှင်းဤလိုင်ရဲ့သမီးသားလေးပေါ့နော်ဒီဒီကလေးကိုလည်းဆယ်လကလေးလေးကိုလည်းကျမတို့ထောက်ပံ့ငွေတသိန်းထောက်ပံ့ပေးခဲ့ပါတယ်။အဲအားစီးတွေနောက်ကလေးအတွက်ကိုဈေးလိမ့်စီးတွေပေးပြီးတော့ထောက်ပံ့ငွေတသိန်းထောက်ပံ့ပေးခဲ့ပါတယ်ရှင်။အဲကျမတို့လုပ်နေတဲ့လုပ်ငန်းတွေပေါ်မှာအဲဒီပေါ့နော်ဟိုဒီလိုရွာလေးကိုလာပြီးစေကူးတဲ့အခါမှာအဲလို1 day 1 day ခန်းစားရပါတယ်။ဒါကြောင့်လဲဆိုကျမတို့ ဟိုကျွန်တော်နိုင်ငံအတွက်ပေါ့နော်အများကြီးလုပ်ပေးရန်ကြံပါသေးတယ်အကြောင်းမို့ကျွန်တော်ဆက်လက်ပြီးစူးစမ်းပါဦးမယ်ရှင်ကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ဦးသိန်းဟာမှာကျွန်တော်ဒီကိလန်အနောင်မြောက်ရက်ွက် ညောင်ဘင်းရဲ့ဥစားရအိမ်မှုပေါ့ဗျာဒီအခုငလီရင်ထုတ်ပြတာနဲ့ဒီမှာပြိုလဲထားတဲ့အိမ်တွေရောရင်းရင်သားတဲ့အိမ်တွေရောကျွန်တော်ပဲဥဆောင်ပြီးတော့ဌာနဆိုင်ရာကလက်ကူညီပေးရတာရော နောက်ပြီးတော့ဇာတ်ဆရာတောင်ဆရာတွေရောအကုန်လုံးကျွန်တော်ပဲဥဆောင်ပြီးအော်အဖေသားနေနဲ့ဒီမှာတာဝန်ခံအဖေသားနေနဲ့ပဲတာဝန်ယူပြီးလော်လော်လုပ်ပြီးကြပါတယ်ဒီဒီလိုခုနှစ်နှစ်လူမျိုးခင်မြတ်တာဆေးခမ်းမှလာပြီးတော့ ဒီလိုဆေးလက်ခုတာပေးတာကျွန်တော်လည်းအထူးပဲဝန်တာပါတယ်ဒီရက်ခွဲကုစားကျွန်တော်လည်းအထူးပဲဝန်တာပါတယ်ဒီလာကြတဲ့ခင်မြစ်တာဆရာဆရာမနေရောဝန်ထမ်းနေအားလုံးတက်ချီကြမှာစိတ်ချမ်းသာပါစေလို့ကျွန်တော်အထူးပဲဆုတောင်းပေးပါရစေ